ရားစွဲဆိုခံထားရတဲ့အငိမ့်စားဒုတိယဗိုလ်ချုပ်ကြီးကျော်ပါရဲ့တားဖြစ်သူကိုအောင်ဦးကိုပြီးခဲ့တဲ့2014ခုနှစ်နိုဝင်ဘာလအတွင်းကကကုံမြို့နယ်ညုံမကျောင်းလမ်းမှာရှိတဲ့ဆောက်လုပ်ရေးအင်ဂျင်နီယာတဝင်းအတွင်းတနက်ပြစ်ပေါက်ခဲ့မှုကြောင့်ဇန်နဝါရီလ28ရက်နေ့ကတကုံမြို့နယ်တရားရုံးမှာယုံကြည်စစ်ဆေးခဲ့ပါတယ်။အဆိုပါတရားရုံးချိန်မှာတရားလိုဖြစ်သူဖုံမှုနေလျောင်ကိုစစ်ဆေးခဲ့ပြီးအခင်းဖြစ်တဲ့နေ့နနက်အစောပိုင်းကတက်ထဲကိုလူစိတ်တူကဝင်ရောက်ဖို့အတွက်လုံခြုံရေးဂိတ်ကိုပြောပြီး ခိတ်ကစစ်စင်းနေစဉ်ကားနဲ့တက်အတွင်းကိုအတင်းဝင်ရောက်တာကို၎င်းကိုလုံခြုံရေးခိတ်ကတရင်ပို့တာကြောင့်အခင်းဖြစ်ပွားတဲ့နေရာကိုလိုက်သွားခဲ့ကြောင်း၎င်းရရှိတဲ့အချိန်မှာလူစိမ်းတယောက်ကိုချုံနှောင်ထားတာကို တွေ့ရပြီးအဲ့ဒီလူစိမ်းထံကနေငါးလုံးပြူတနက်တလက်နဲ့ပစ္စတိုတလက်ကိုတွေ့ရှိခဲ့ကြောင်းထပ်ဆိုခဲ့ပါရယ်လူစိမ်းထံကနေစစ်စစ်တွေ့ရှိခဲ့တဲ့တနက်နှစ်လက်အနက်ငါးလုံးပြူတနက်ကပြစ်ခတ်လို့မရပဲကျန်တဲ့တနက်ကတော့ကြီးနှစ်တောင်ကိုတွေ့ခဲ့ပြီးအဲ့ဒီတနက်နဲ့တစ်ချက်ပြစ်ဖောက်ထားကြောင်း ဘလို့ပြစ်ဖောက်ခဲ့လဲဆိုတာကိုမသိကြောင်းပြစ်ခဲ့တဲ့ကြီးအခွန်ကိုလည်းရှာဖွေထားတယ်လို့တရရလို့ဘုံမူးနေလင်းအောင်ကတရားရုံးကိုထပ်ဆိုခဲ့ပါတယ်။တကုံမြို့နယ်တရားရုံးမှာအငိမ့်စားဒူးဘိုလ်ချုပ်ကြီးရဲ့သားကိုဘုံမူးနေလင်းအောင်ကတရရလို့ပြုတ်လုပြီးပုံမှန်353နဲ့တရားဆွဲဆိုထားပါတယ်။ဒါအပြင်ဒူရဲမူးစိန်တောင်းကတရရလို့ပြုတ်လုပြီးပုံမှန်169က169စာလုံးလို့နဲ့တရားဆွဲဆိုထားက၎င်းဟာလက်ရှိအချိန်မှာအမကန်နဲ့အမှုရင်ဆိုင်နေရလို့ရဲတပ်ဖွဲ့ဝင်တွေထံကသိရပါတယ်။